မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာဘယ်ကိစ္စသွားမှာအားကြောင့်ပြောစီရင်ရေကောက်ကိစ္စပြောချင်လားကိုမောင်ဒီနဲ့သုံးသက်တဲ့စကားမနှက်ပြန်ကြပြီလို့မှလိုက်ဒီကွာလို့ပဲပြောအောင်လို့ရှင်နေနော် လီဒတ်နဲ့ဂျီတက်မတဲတော့မတဲတော့ဘူးလေကိုမမောင်ကြားလာလီဒတ်နဲ့ဂျီတက်မတဲတော့လီဒတ်နဲ့ဂျီတက်တဲ့ပါလေအော်စက်တက်မှာလည်းအဲ့လိုတော့မရှိပါဘူးဗျအဲ့လိုတော့မရှိတဲ့တယ်နော်ကုကင်းဘီနဲ့မှာလဲပြောမယ်ဆိုရင်နော်ဟိုစနော်ဒီဘောနော် ERI ဆက်မှာဖြစ်တယ်လို့ပါပဲပြည်သူက နောက်ဆုတ်တာနေနေပြည်သူကစစ်ဘေးရှောင်တာနေနေစစ်တပ်ကနောက်ဆုတ်တာမြန်နေအဲ့လိုပုံစံမျိုးဖြစ်နေအေးကရင်ပြည်နယ်မှာလဲစခန်းတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးကြာရကြရမရှိတော့ဘူးနော်တမင်တကာများဖန်တီးနေလေရောသလားလို့ကျွန်တော်တို့ပြောရအောင်ပါနော်တမင်တကာများဖန်တီးနေလေရောသလားနိုင်နိုင်နော်ဖန်တီးနေရတာကျွန်တော်ပြောရအောင်မယ်။အေးဝင်ဖန်တီးနေသလား။ဟုတ်ပြီရွေးကောက်ပွဲကိစ္စသွားအောင် ပြင်ပြည်နယ်လည်းမအေးအေးဝင်ပါပဲအဲ့ဒါကျွန်တော်မအေးဝင်တမလာယူရရေကောက်ပဲလို့ဖို့ပဲအာရုံရှိတယ်อืมအေးစစ်မှုတန်းကြောင့်ပြောပြအောင်ကိုမအေးအဲ့ဒါလည်းပြောရမယ်အေးအေးကအေးအေးနဲ့သူပြောလို့သာပြောရတာပါ သူကိုယ်တိုင်အေးအေးကလည်းခုမြောက်ကိုရီးယားလို့ဖြစ်နေပြီနော်မြောက်ကိုရီးယားလို့ဖြစ်နေတယ်ဘာလဲဆိုတော့ရခိုင်ပြည်နယ်ကသူတွေဘယ်သူမှအပြစ်ပေးမထွက်တော့ဘူးနော်ဥပဒေပြဋ္ဌာန်းလိုက်ပြီ ပြန်ထမ်းပြီးတော့ရခိုင်ပြည်ကထွက်မယ်ဟဲ့ဆိုရင်ဖမ်းခံရမယ်နော်အဲသတိထားအချို့တွေခိုးထွက်ကြတယ်အဲစေဝါကူချင်းကုသလည်းထွက်ချင်လို့လည်းမရအောင်ဘယ်သူမှပြေးမထွက်တော့ဘူးနော်အဲ့တော့ညောင်ကိုရီးယားလိုပဲအထဲမှကြည့်လိုက်တော့ငတ်ပြတ်နေပြီရခိုင်ပြည်ထဲမှာလည်းငတ်ပြတ်နေစစ်ဟိုဘာမခေါ်မစရောစစ်ဘေးရှောင်ဟာ9သိန်းလောက်ရှိတာ9သိန်းလောက်ရှိတာကစားနေအိမ်ခံပြည်ဆုံးအနာနံပါတ်၁ချက်ပြီးတော့ဟိုမကြိုက်မိုးကြတယ်မိုးတဲကြီးမကြီးပါလို့ရခိုင်ပြည်မိုးတော့တည်ရတိုင်းပဲ အကုန်လုံးကခွေးဖြစ်တော့မှာအဲ့တော့အကုန်လုံးအမိုးကာရဖို့ဆိုမစင်းစားနဲ့အားလုံးကအခုဘလူးမအမိုးမမိုးနိုင်သေးဘူးလမ်းနဲ့မိုးတွင်မှာဘာလို့ water waterproof water water blue ပိတ်စားအုပ်ပြီးအိမ်မှာရမယ်ပုံစံမျိုးဖြစ်လာတယ်နော်ယောဂဘေးကချင်းကြိုက်လို့နော်ဟိုကလေးမမွေးနိုင်လို့ဟိုယောဂဒီယောဂနဲ့စစ်ပွဲမှာစစ်တိုက်လို့တေးတဲ့မသားတဲ့ဆာလို့ရှိရင်အဲ့ဒီယောဂအထွေထွေယောဂတွေကြောင့်တေးတဲ့မသားပုံများနေအခုရခိုင်ပြည်နယ်မှာနော်အော်ခလေးမဝင်နိုင်သေးတဲ့မသားတမောက်နောက်ပြီးတော့ မရေမှုတွေလည်းများလုတ်เสียဘာမှမရှိတဲ့ခါကျတော့မူးယစ်ဆေးရတအားပေါ်တဲ့ခါကျမူးယစ်ဆေးတွေတော့เนาะပြီးတော့စားတော့စားရည်စားလည်းရှားပါတဲ့ခါကျတော့မိန်းကလေးတွေကဘဝနဲ့ရင်းမိထမင်းတလုတ်ကိုရှားစားနေရတယ်ဘဝနဲ့ဘလို့ရင်းရတယ်ခင်ဗျားစဉ်းစားကြည့်တော့အဲ့တော့ဒီရခိုင်ပြည်နယ်မှာဒုက္ခဖြစ်နေအင်တာနက်ကလည်းမရှိเนาะတော်တော်တော်ခွေးဖြစ်နေတဲ့အထဲမှာတရောင်းစား9ယောက်ရှိရင်เนาะတရောင်းစား10ယောက်ရှိရင်9ယောက်ကရခိုင်နေဖြစ်နေတယ် နော်နည်းနည်းရှော့ပေးရမှာ၈ရောက်လောက်ရခိုင်နေဖြစ်နေအဲ့လိုဒီကိုအခြေအနေဆိုအဲ့တော့မနေနိုင်မထားနဲ့ငတ်ပြတ်တော့ဘာလုပ်မလဲဆိုလို့ရှိရင်နီးနီးစက်ရပြိမောက်ထွက်ပြေးကြတာပေါ့ဗျပြိမောက်ထွက်ပြေးတဲ့ခါကျအခုပြေးလုံးအားကြီးတဲ့အတွက်ကြောင့်မို့လို့အေအေကပြီးခဲ့တဲ့ရက်နည်းငယ်ရပဲဥပဒေထုတ်လိုက်တယ်မင်းတို့ဘယ်ကောင်းမှရခိုင်ပြည်ကလည်းပြင်မထွက်ရဘူးလေဩအဲ့ပုံစံမျိုးတွေဖြစ်နေပြီရခိုင်ပြည်နဲ့အဲ့တော့နိုင်ငံယူဖို့ကျွန်တော်ကအေအေကိုဘယ်လိုခေါ်မလဲဆိုတော့ သူတို့ကဘယ်လိုခေါင်းလဲနိုင်ငံယူအကြမ်းဖက် AA အဖွဲ့စည်းလို့ကျွန်တော်ကပြောတာပေါ့နော်အဲ့တော့တော်တော်လေးခပတ်ချက်မှာဒုက္ခရောက်နေတော်တော်ငက်ပြတ်နေကြပြီအဲ့တော့အကယ်၍သာဟိုဘယ်လိုခေါင်းလဲဆိုတော့သူရခိုင်ပြည်နယ်ထဲမှာပေါ့နော်ဟိုရခိုင်နေအားလုံး AA ကိုထောက်ခံပါတယ်ဟဲ့ဆိုလို့ရှိရင်ဘယ် AA မှရခိုင်ပြည်ကနေတော့ဟိုဘယ်ရခိုင်ကမှရခိုင်ပြည်ကထောက်ပြီးဒီဥပဒေထုတ်စရာမလိုဘူးအဲ့တော့အခုပြောတာညီမားတယ်မှန်တယ်ဆိုတော့ဟိုမင်းတို့ရဲ့ဒီအခုလက်ရှိအခြေအနေကိုပုံသက်ကြည့်လိုက်အကယ်၍သာ အော်အေးတော့ဝิญဉ်လို့တန်းစီနေရပါလဲဆိုတာကိုလေမှန်ကန်ယူမှန်လို့ရှိရင်ဥပဒေထုတ်เสียအောင်မလို့အခုတော့ဥပဒေတောင်ထုတ်ပြီးတော့ပိတ်ထားတာပိတ်တဲ့ပြင်ကိုအေးသွားလို့ရှိရင်မင်းတို့ဖမ်းခံမယ်နော်မင်းတို့တွေအန်ဒရီထားနော်အဲ့လိုပုံစံမျိုးတွေရှိတယ်အဲ့တော့ရခိုင်ပြည်နယ်ကလည်းမြောက်ကိုရီးယားလိုဖြစ်နေပါပြီရခိုင်မှာအေးအေးဝင်ဖို့အေးအေးဝင်မဲ့သူတွေတန်းစီနေတယ်ဗောလေအဲတန်းစီနေအဲ့ဥပဒေမထုတ်ဘူးလို့ဘုပြောရိုက်မှာလားဥပဒေထုတ်တယ်ဆိုတော့ ဒါတော့ဘုံမဆိုလို့ရှိရင်ထွက်ပြေးနေကြလို့နော်ပိုးစုပတ်ဆက်ကွေးပြေးဝက်ပြေးပြေးနေရလို့ဆိုတော့ကိုပြောချင်တယ်နော်အဲ့တော့အဲ့ဒီခိုင်းပြီးနေအဲ့လိုမျိုးဖြစ်နေပြီအခုမင်းတို့ဘလောက်ထိတော့မှပဲအခုရခိုင်အခြေအနေကဘလို့ဖြစ်လဲဆိုတော့သူတို့အခုစင်ကာပူတို့ဂျပန်တို့မှာရခိုင်နေအများကြီးရှိတာပဲအခုဘလောက်ထိအလူခံနေကြမင်းတို့မေးကြမကြခင်မိုးတွေမှာမိုးဘယ်ကောင်းလို့ဆိုရှင်မိုးရွာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အမိုးအကတွေမမိုးနိုင်မှာဆိုအခုအလူတွေခံနေတာတောင်းနေတာပိုးစုပတ်ဆက်မဲ့တောင်းစားတောင်းဆိုးသေးတယ် မုံတိုင်းမလာငယ်လေးမကြိုက်လို့ထွက်ပြီးဟုတ်ပြီအဲ့တော့လက်ရှိအခြေအနေတွေပေါ့နော်အဲရခိုင်ပြည်နယ်မင်းတို့ကလည်းအေးမင်းတို့အဲ့ဒီတတိုက်ကလည်းရခိုင်နဲ့ပတ်သက်လာရှိမရဘူးပေါ့နော်ဟိုမင်းတို့ကကိုရောတော့မြန်မာနိုင်ငံကြီးမှာအားလုံးပါပါလက်ခိစားအကုန်လုံးပြောတာမင်းတို့ရခိုင်တန်ကြားမင်းတို့ထားထားကြောက်တောင်းကြလာနော်ဟုတ်ပြီအဲ့တော့အဲကျွန်တော်တို့ဒီကိစ္စလေးကျွန်တော်ပြောပြွေးဆိုတော့ရွေးကောက်ပွဲကိစ္စသွားခြင်းလား ရခိုင်ရခိုင်ကနိုင်ငံတော့ရမယ်တဲ့မြောက်မိုင်းကမသိမသာပြေးနေတာသူကမှအေးဝင်းစီစဉ်နေတာပါအဲ့တော့ကရင်ပြည်နယ်မှာလည်းမအေးဝင်းပုံစံမျိုးဖြစ်နေတယ်ကိုစစ်သားတွေမှာနေဆက်စခန်းနေတယ်ပြုတ်တော့ပြုတ်တယ်မှာ စခန်းနေအများကြီးပဲနော်ရေကောက်ပွဲကဖြစ်မှာလားရေကောက်ပွဲကဖြစ်မှာရေကောက်ပွဲကဖြစ်မှာဒါပေမဲ့တို့ပြောတယ်ဘောဗျာနော် မြန်မာတနိုင်လုံးတိုက်တာနေနဲ့ပြိုင်နိုင်တဲ့ပါတီက၃ပါတီလောက်ပဲရှိတယ်လို့ကျွန်တော်ကြားသိရပါဘောเนาะအဲဂျန်တဲ့ပါတီတွေဖြစ်တဲ့အမ်ပါတီရ၉ပါတီလောက်ရှိတယ်လို့ကြားသိရအဲ့တော့ပါတီပေါင်း၄၀ကျော်လောက်မှတ်ပုံတင်လာပါလေเนาะအဲ့တော့ပါတီကြီးရှိတယ်ပါတီလက်ရှိတယ်ပါတီငယ်ရှိတယ်အဲ့တော့ဒီရွေးကောက်ပွဲကအလုံးကဝင်ရောက်ရှင်ပြိုင်ကြမှာဆိုအလုံးဟာအချိန်တွေငွေတွေမျောလင်းချက်တွေเนาะ ပြည်သူကိုအလုပ်ကျွေးပြုမယ်နိုင်ငံကိုအလုပ်ကျွေးပြုမယ်ဆိုတော့ခံယူချက်တွေနဲ့အာတို့ဝင်ကြိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဘယ်ပါတီကိုမဲထည့်ပါဘယ်သူကိုမဲထည့်ပါလို့တော့ကျွန်တော်အနေနဲ့တော့မပြောလို့မပြောလည်းမပြောချင်ဘူး။ဘာကြောင့်လဲဆိုတော့ရှင်အားလုံးဟာကံကောင်းစေခြင်းနဲ့အားလုံးအားလုံးပါတီတိုင်းအောင်နိုင်ငံအတွက်အလုပ်လုပ်ကြမှာပဲလေနော်။အဲ့ဒီအတွက်ကြောင့်မို့လို့ဘယ်သူကိုမဲထည့်ပါဘယ်သူကိုအတွက်ဆိုတဲ့ဘယ်ပါတီဘယ်ပါတီတွေလို့ကျွန်တော်မပြောချင်ပါဘူး။အားလုံးကိုယ့်အတွက် နည်းထည့်မယ်ဆိုရင်တော့တခုတော့အကြံပေးမယ်အကြံပေးမယ်ပါလို့ဆိုတော့မိမိအတွက်ယဉ်ကျေးပါနော်မိမိအတွက်လည်းကောင်းအောင်မယ်မိမိမျိုးရာအတွက်လည်းကောင်းအောင်မယ်မိမိနိုင်ငံအတွက်လည်းကောင်းအောင်မယ်အရင်ဆုံးမိမိအတွက်ယဉ်ကျေးရမယ်နော်မိမိရဲ့ခံယူချက်မိမိရဲ့စိတ်ဆန္ဒနဲ့ကိုက်ညီတော့မိမိရဲ့အကျိုးစီးပွားကိုရက်တီပေးမယ်ပါတီတော်၎င်းကိုယ်စားလှယ်တော်၎င်းအဲ့ဒီပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီပါတီရဲ့အနောက်ကနေရက်တီပါအဲ့ဒီပါတီကိုရက်တီပေးမယ်ထဲပါနော် အဲ့တော့ကျွန်တော်ဆန္ဒပြောသလိုမိမိအတွက်နံပါတ်1ကမိမိအတွက်နံပါတ်2ကမိမိရဲ့မြို့ရွာအတွက်နံပါတ်3ကမိမိနိုင်ငံအတွက်ဆိုတဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်ရှင်မိမိနိုင်ငံအတွက်မိမိမြို့ရွာအတွက်မိမိအတွက်ဒီ3ခုလုံးဟာအရှိအနောက်ဒီ3ခုလုံးဟာအစီအစဉ်ချပြီးတော့ကိုယ့်ကိုယ်ကိုစဉ်းစားပါလို့ကျွန်တော်အဲဒါမျိုးလေးနဲ့မဲထည့်စေချင်တယ်နော်အဲ့တော့အခုလက်ရှိပေါ့တနိုင်ငံလုံးတိုင်းတာအနေနဲ့မဲအများစုရနိုင်တာပြီးခိုင်ဖြိုးရယ် PPP ရယ်တာဆာညရယ်လို့ကျွန်တော်ကြားသိရတယ်ပေါ့နော်အဲ့တော့ နိုင်ငံရေးပါတီကအဲ့ဒီပါတီတွေကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာတော့အစစ်တပ်နဲ့ပူးပေါင်းပြီးတော့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရမယ်ဆိုတဲ့အမြင်တော့ရှိတယ်။ဒါကိုလည်းကျွန်တော်လက်ခံပါတယ်။ဒါပေမဲ့စစ်တပ်နဲ့ပူးပေါင်းရမယ်ပေါ့နော်။စစ်တပ်နဲ့လက်တွဲပြီးဆိုတဲ့နေရာဘလို့လက်တွဲမှာလဲ။လင်မယားလို့လက်တွဲမှာလား၊ကျွန်းလို့လက်တွဲမှာလား။အဲဒါရှိသေးတာပေါ့နော်။အဲ့တော့ဟိုဘာနဲ့လာတဲ့လူတွေဆိုတော့လုံးဝတိုက်ခံပါတီတောင်မရှိဘဲနဲ့ ဟိုဘာနိုင်ငံရေးပါတီနဲ့စစ်တပ်နဲ့ဟာပလင်းတူဘူးဆိုအလုံးလုံးနေလို့ရှိရင်လေဒီနိုင်ငံဒီနိုင်ငံရေးဟာဘာမှဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့အတိုက်ခံဆိုတာနိုင်ငံရေးမှာရှိလို့ရှိရတယ်မတူကွဲပြားခြားနားမှုက diversity is a democratic greatest strength လို့ပြောလို့ရတယ်နော်အဲ့တော့မတူကွဲပြားခြားနားမှုတွေအားလုံးကိုလက်ခံရမယ်အဲ့တော့တိုက်ခံပါတီအနေနဲ့လည်းရှိတဲ့နော်တိုက်ခံမှုဆိုတာဘယ်လိုခေါ်မလဲဆိုတော့အလုပ်တစ်ခုကို ဒီစစ်တပ်နဲ့ပဲဖြစ်ဖြစ်ဒီနိုင်ငံရေးပါတီတွေအလုံးကြားထဲမှာတိုက်ခံမှုနဲ့နော်ဝေဖန်မှုတွေပိုင်းခြားမှုတွေနော်ဒါမျိုးတွေရှိရမယ်အဲ့လိုမဟုတ်ဘဲနဲ့ပလင်းတူဘူးဆိုစစ်တပ်နဲ့လက်တွဲပြီးတော့နိုင်ငံရေးပြဿနာတွေကိုလက်တွဲတာလင်မယားလို့လက်တွဲနေမှာတော့သူတို့ပလင်းတူဘူးဆိုဘာထူးမှလည်းဟုတ်လားအဲ့တော့ကြောင့်မို့လို့မြန်မာနိုင်ငံရေးမှာကြည်နိုင်ငံရေးပါတီတွေမှာပေါ့နော်အဲ့လိုလိုဆယ်ပေါ့တိုက်ခံပါတီတွေအခုဒီအနေနဲ့ ကျွန်တော်ကျန်တဲ့အချိန်မှာဘာတွေလုပ်ခဲ့တယ်ဘာတွေလုပ်ပြောကျွန်တော်မသိချင်ဘူးသို့ပါတော့လည်းလက်ရှိအချိန်မှာအတိုက်ခံဖြစ်နေနော်တိုက်ခံကောင်းပုံစံမျိုးနဲ့ရက်တည်နိုင်မဲ့ပါတီကတော့နော်အဲကျွန်တော်ကြည်တာဥပဒေကြီးပါတီလည်းမဆိုးပါဘူးဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရေးသမားတွေတို့များကျွန်တော်လေ့လာကြည့်တယ်လေ့လာကြည့်တဲ့အခါမှာဒေါက်တာအေးမောင်ကိုအဲကျွန်တော်အလုံးနဲ့တတ်ပါတယ်အဲဒီပေါ့နော်ဟိုကျွန်တော်တို့သူလည်းရခိုင်လူမျိုးပါပဲဒါပေမဲ့ သူ့ရဲ့နိုင်ငံရေးအယူဆရဲ့နော်ဟိုဦးသိန်းစိန်လက်ထက်သူထောင်တစယ်ရွေးကောက်ပွဲကလေးကသူ့ရဲ့ပြောဆိုမှုတွေစပြီးတော့ကျွန်တော်တင်သက်ခဲ့တာရှိတယ်ဒေါက်တာအေးမောင်အဲဒေါက်တာအေးမောင်နေသူမြန်မာနိုင်ငံမှာနိုင်ငံရေးကို professional ကြကြဆောင်ရွက်တတ်တဲ့နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက်ကတော့ဦးကိုကိုကြီးကိုကျွန်တော်မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးအဖြစ် professional ကြပါတယ်နော်နိုင်ငံရေးအယူဆအဖြစ်သိကောင်းပါတယ်နောက်တစ်ခုကစစ်တပ်ကိုလည်းစစ်တပ်နဲ့ဒီနိုင်ငံရေးကိုလည်းထိန်းចောင်းသွားနိုင်မဲ့ပုံကူတရားလို့ကျွန်တော်မြင်တယ်ပေါ့နော် အဲဒါကတော့ကျွန်တော်ရဲ့ကျွန်တော်မေးဘယ်သူမဲထည့်မလဲဟောလားဘယ်သူအပေးထောက်ခံလဲဆိုလို့ရှိရင်တော့အဒီပုံကိုကြီးတွေကိုကျွန်တော်မြင်ပါတယ်ဗောနော်အဲ့တော့စစ်တပ်နဲ့လက်တွဲဆောင်ရွက်မယ်ဆိုတဲ့နေရာမှာလင်မယားလို့ကျွန်လို့လက်တွဲရမယ်အစားလုံးဝလုပ်ရမှာမဟုတ်ဘူးစစ်တပ်နဲ့လက်တွဲနေရာမှာနိုင်ငံအခက်အခဲတွေအလုံးကိုကြိုးချင်းကပ်ပြီးတော့နော်သူ့အခက်အခဲကိုအခက်အခဲတွေကိုပေးချဝေဖန်ပိုင်းချပြီးတော့စီမံဆောင်ရွက်မှုတွေကိုပဲကျွန်တော်တို့လုပ်ချင်ပါတယ်အဲ့တော့ဒါကျွန်တော်အနေနဲ့ ဒါအကြံပေးတာပါနိုင်ငံရေးအဖြစ်နော် PPP နဲ့ဒေါက်တာအေးမောင်ကိုကြိုက်တယ်ကောင်းပါပြီဗျကိုယ်စဘောင်းကိစ္စကျွန်တော်မသိပါဘူးเนาะ။ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းဆက်သမရတာကအခုမှမဟုတ်လေ။ဘုံမပြောက်ခင်နေရတယ်။ဘယ်တော့ပျောက်ပါလိမ့်ဆိုတဲ့အချိန်နဲ့မတိုင်ခင်နေရကျွန်တော်မသိတာပါเนาะ။နည်းဆွဲနေတာ။နော်နော်ကျွန်တော်မှမဲဆွဲရလို့ထုံးတယ်။ကျွန်တော်စရင်းဆုံးပြောခဲ့တယ်เนาะ။နိုင်ငံရေးမှာကြိုက်တဲ့ပါတီကိုမဲထည့်ပါเนาะ။ အားလုံးကနိုင်ငံအတွက်ကောင်းဖို့လုပ်နေကြမှာဒါပေမဲ့ကျွန်တော်ရဲ့တတိပုဂ္ဂလအနေနဲ့ကတော့ဟိုစစ်တပ်နဲ့လက်တွဲပူးပေါင်းဆောင်ရွက်မှုဆိုတာဘလို့ပူးပေါင်းဆောင်ရွက်တာလဲအဲ့တော့တကယ်တကယ်ပေါ့ဟိုဘယ်လိုခေါ်မလဲ checks and balance ရှိရမယ်เนาะ plain to ဘူးဆိုဖြစ်နေလို့မရဘူးအဲ့ဒါတော့အရေးကြီးတယ်ပေါ့နော်အော်ဒါအေးမောင်ကိုဟိုအစရတဲ့ကပူကြိုက်ကြိုက်ပါလေကျွန်တော်လည်းနှစ်သက်ပါလေအဓိကကျွန်တော်ကနိုင်ငံရေးအတွေးခေါ်ပေါ့ နိုင်ငံရေးတွေးခေါ်အပြောအဆိုနဲ့ယူဆပါဘောနော်အဲအားလေးတွေကျွန်တော်တို့ကအဲဒီကထားတာပါကမောနဲ့ကျွန်တော်မနေ့ကမြင်လာတယ်အားလုံးမြင်ပါတယ်နော်စာရေးပါကျွန်တော်စီစာရေးတော့နော်အဲ့တော့ဒီရွေးကောက်ပွဲကအားလုံးကသွေးနဲ့ချွေးနဲ့နော်ဆွဲနဲ့ပြိုင်ကြမှာပါတီတိုင်းပါတီတိုင်းအားလုံးကကိုစီကိုမြတ် chance ရတဲ့နော် chance ရတဲ့နော်အလုံးခွင့်ရရှိတဲ့နော်အကြောင်းမို့လို့ကျွန်တော်ပြောတိုင်းလည်းမယုံနဲ့ကျွန်တော်ပြောတာကစတော့ပြောသလိုမိမိအတွက်မိမိမျိုးရွာအတွက်မိမိနိုင်ငံအတွက်မိမိအတွက်ရှင်းန်းတင်လဲရတယ်ဘာမှမဖြစ်ဘူးမိမိမျိုးရွာအတွက်ရှင်းန်းတင်လဲရတယ်မိမိနိုင်ငံအတွက်ဒီသုံးခုလုံးပေါ်မှာအခြေခံပြီးတော့မိမိအတွက်လည်းမပါမဖြစ်နော်အဲ့ဒါတော့ခင်ဗျားတို့မှတ်ထားအနိုင်ငံကြီးအတွက်ဆိုပြီးတော့မိမိအတွက်လည်းမပါမဖြစ် မိမိမျိုးရအတွက်လည်းမပါဖြစ်မိမိနိုင်ငံတိုင်းပြည်အတွက်လည်းမပါမဖြစ်ဒီသုံးခုလုံးအတွက်စဉ်းစားပြီးတော့မေးထည့်ပါအဲ့တော့ဘယ်သူဘယ်ပုံကူကိုမစိုးနော်အားလုံးကဒန်းသူအခွင့်အရေးရတဲ့နယ်ပါတီငယ်ငယ်ကြီးကြီးနော်အဲ့တော့အမေကျွန်တော်တတိပုဂ္ဂလအနေနဲ့စစ်တပ်နဲ့စစ်တပ်ကြီးပဲလွှတ်ထားလို့မရအောင်ကျွန်တော်နိုင်ငံဘာကြောင့်မြင်းတဲ့တိုင်းပဲစစ်တပ်နဲ့လွှတ်ထားပြီးလွှတ်ထားပြီးလာရင်စစ်တပ်ကကြိုးကြောင်လို့ခင်ဗျာများဟိုတနေ့ကပါလဲမိတိလာမှာပြည်သူစစ်ကိုနော်အနိုင်ကျင့်ပြီးတော့ပြောဆိုနေတဲ့ ဟိုဘုံဘူးလိုမျိုးအဲ့လိုအဲ့လိုပုံကူမျိုးတွေစစ်တပ်မှာတပုံကြီးရှိတယ်။အဒီလိုကကြိုးကြောင်ကောင်းတွေကိုထိမ့်မှုအတွက်က sorry ပါကကြိုးကြောင်ကောင်းတွေဆိုကျွန်တော်မှားပါပါလေ။ကကြိုးကြောင်ပုံကူတွေပေါ့ဗျာနော်။အဒီလိုပုံကူမျိုးတွေစိတ်ထင်တိုင်းဟိုပြောချင်တာပြောလွတ်ချင်တာလွတ်တတ်သောပုံကူတွေကိုထိမ့်သိမ့်မှုဟာဒါတွေကိုပွင့်ပွင့်လင်းလင်းဝေဖန်နေမဲ့ခေါင်းဆောင်မျိုးတွေလို့ရတယ်။အစစ်တပ်နဲ့ပလီနုတ်ဘူးဆိုဆိုတဲ့ပုံစံမျိုးပါတီတွေကြောက်လဲနည်းနည်းသတိထားရမယ်။နော်ဘာမှမထူးဘူးကလာကြီးနဲ့အရာကြီးပဲအဲ့တော့ ဒါတွေကိုဒါတွေကိုထိန်းចောင်းပြီးဖို့လည်းလိုတယ်နော်စစ်တပ်ကလည်းထိန်းအဲ့လိုမျိုး checks and balance ရှိနေရမယ်အပလင်းတူဘူးစုသွားပြီးဆရာကြီးခင်ဗျားတို့ငိုရေကမှမအေးဝင်းစီစဉ်ထားတဲ့ဒီရွေးကောက်ပွဲဟာဘာမှနှစ်သာရမရှိတဲ့ပုံစံမျိုးတွေဖြစ်သွားမယ်နော်မြန်မာနိုင်ငံကစစ်တပ်ရှင်တိုက်နံပါလဲနော်အဲဟိုအဲ့တော့ကျွန်တော်တို့က ဒီနေရာမှာကျွန်တော်ဒီရွေးကောက်ပွဲကိုအကျွန်တော်တို့ပြည်နေတယ်ကျွန်တော်သီးပုတ်လာနေတယ်ရင်သိမ့်မခုံတော့တာအမှန်ပဲ။ဘာကြောင့်ရင်သိမ့်မခုံလားဆိုတော့ခါကြတော့လေကျွန်တော်ကရွေးကောက်ပွဲနဲ့အစိုးရတက်တရပေါ်လာစေချင်တာ။ပေါ်လာစေချင်တော့ရလူရညာပေါ့ဗျာခလေးလူမဲ့မုတ်လေးမဲ့စားရမယ်တစ်ခါလဲစားရမယ်တစ်ခါလဲစားရမယ်။အဒီ6လပြီးစားရမယ်။အဒီ6လပြီးစားရမယ်ဆိုတော့အခုလိုမျိုးတကယ်တကယ်စားရမယ်ဆိုတော့ခါကြရင်မခုံတော့ဖြစ်နေတယ်။ဘာကြောင့်ဆိုတော့ E ွားတာပေါ့နော်အဲ့ပုံစံမျိုးဖြစ်သွားတာနော်။အဲ့တော့ ဒီခါလေးကြတော့အခုဖြစ်နေတဲ့ပုံစံကပြည်တော်စုအဆင့်တိုင်းဒေသကြီးအဆင့်ပေါ့နော်အဲကျွန်တော်တို့နေပယ်အဆင့်နေဆင့်ဆင့်ဒီရွေးကောက်ပွဲတွေရရှိတာဟုတ်အဲရွေးကောက်ပွဲအဆင့်တွေရှိတဲ့အခါမှာတချို့အိမ်လေးတွေကအိမ်ဖြစ်ချို့ပါတီလေးတွေကအိမ်ဖြစ်ပါတီလေးတွေပုံစံမျိုးဖြစ်နေရတယ်တွေ့ရတယ်ရမရတော့မသိဘောလေတော်တော်လေးရောက်မရောက်တော့မသိဘူးတေချာတော့ပါတီကြီးတွေကရောက်မှာပါအပါတီလက်တွေကတော့အတိုင်းတာတစ်ခုထိရောက်ကောင်းရောက်လာနိုင်တယ်ပါတီငယ်လေးတွေကတော့နည်းနည်းလေးပေါ့အိမ်ဖြစ်ပုံစံမျိုးဖြစ်နေတယ် ကြည့်ရပါဗျာအဲ့တော့တနည်းအားဖြင့်ပြောရမယ်ဆိုဒီရွေးကောက်ပွဲကြီးမှာပါဝင်ရှင်ပြိုင်ကြတာပါတီ၃၀ပေါ့ပါတီကြီးကြီးတွေ၃ပါတီရှိတယ်နော်ပါတီလက်တွေ၆ပါတီလောက်ရှိမယ်ဟုတ်လားပါတီအာအိမ်ဖြစ်ပါတီဆိုလည်းပြောလို့ရတယ်လို့ကြိုးစားမှုပေါ့နော်အားလုံးကြိုးစားအဲ့တော့ဒီပါတီတွေအားလုံးဟာဆိုလို့ကျင်တာထက်က၃ပါတီကို အောက်က၆ပါတီကဝိုင်းပြီးတော့အားဖြည့်ပေးရတဲ့ပုံစံမျိုးဖြစ်အဲ့၆ပါတီကိုနောက်တဲ့ပါတီလေးတွေအားဖြည့်ပုံစံမျိုးဖြစ်နေတယ် ဲ့တော့အားလုံးကအိမ်ဖြစ်ဖြစ်နေအဲ့တော့ခင်ဗျားတို့အားလုံးသိရမှာတခုရရှိတယ်ခင်ဗျားတို့အားလုံးကလည်းမအေးအေးဝင်းဝင်းအားဖြည့်နေရတဲ့ပုံစံမျိုးရှိတယ်အဆိုရှင်နာကဒီပွဲကြီးတစ်ခုလုံးဟာသူပဲစီစဉ်တာဖြစ်တယ်အတူသားတမတမမယူဘူးဆိုလို့ရှိရင်တော့ကျွန်တော်မှားတယ်နော်ခင်ဗျားကျွန်တော်တွေ့ရနေမှာကိုမမောင်ခင်ဗျားနိုင်ငံကြီးတည်သွားပြီဗျာဆိုပြီးတော့ပြောလို့လည်းရတာနော်ခင်ဗျားဒီချက်လုံးဝလွဲသွားကျွန်တော်အမအောင်ကျွန်တော်ဝန်ခံလိုက်မယ်နော်တော်တော်လည်းပဲ ဇာလုံရေးစရတယ်သူတမရဖြစ်ဖို့အတွက်ဒီအကွက်ဒီရိုက်ကွင်းကောင်းဖို့အတွက်နော်ဒီဒေတာဘယ်လိုဟောမလဲဆိုတော့ရိုက်ကွင်းဇက်အိမ်ဇက်စင်အားလုံးကိုသူကိုယ်တိုင်ဆင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခင်ဗျားတို့ဒီဝင်ပြိုင်သောပါတီတွေပါတီတွေပါတီအားလုံးဒီလေအဲသူ့ရဲ့အဖြစ်ခံပါပဲအားလုံးကတော့တယောက်တယောက်ဖြစ်နေကြတာပဲနော်အဲ့တော့အဲဒီဆာလုံးစားလေသူကိုပဲအကုန်လုံးတရားအကုန်လုံးသူစီစဉ်လာဖြစ်တယ်နော်ဒါမျိုးစိုးလာလည်း သူစီစဉ်နေရှိမစီစဉ်နေရှိသူကြောက်ဆိုသူလက်ထဲမှာဖြစ်လာဆိုတဲ့ခါကျတော့တတိယဖြစ်သူလက်ရတယ်ပဲနော်အပြီးတော့ဒီရွေးကောက်ပွဲဆိုတာလေသူလက်ရတယ်ပဲအဲ့တော့ဒီလက်ရတယ်ပဲအဲ့တော့ငါဇက်မှာငါပဲတိုက်တာငါပဲမင်းသားငါမင်းသားဖြစ်ဖို့အတွက်ကမင်းတို့တွေအားလုံးဇက်ပုတ်ဇက်ရံပဲဆိုတဲ့ပုံစံမျိုးဖြစ်နေကြရည်လဲရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဟိုကျွန်တော်တို့အသွင်မတူတဲ့ဘက်ကနေပြီးတော့လေးလာသုံးသပ်ပြတာပါနော်အဲ့တော့ ကျွန်တော်ပြောရတဲ့အားနာပါတယ်နော်အားနာပါဒါပေမဲ့လည်းဒီပုံစံမျိုးပဲသွားမှာဟုတ်ဘာကြောင့်လဲဆိုတော့သူပဲသမရတက်လုံမှာပဲလေနော်အဲ့တော့ပါတီငယ်လေးတွေကပါတီကြီးတွေကိုပါတီဖြစ်ရခြင်းဆိုပါတီကြီးတွေကလည်းမအေးဝင်ပါတီဖြစ်ရတာပါပဲနော်အဲ့တော့မအေးဝင်လည်းနော်နော်အဲ့တော့ဒီလိုပဲ အစီရန်တင်ရလို့လားတဲ့။အင်းကိုစဖိုင်းဖန်ခံတာဆိုဟုတ်ပါလားတဲ့။ကျွန်တော်မသိပါဘူးခင်ဗျာ။ကျွန်တော်မသိပါဘူးနော်။ဒီလိုကြောင့်လည်းစကားမပြောဖြစ်တာလဲကြာပြီလေနော်။အကြောင်းမရှိတော့စကားမပြောဖြစ်တာပါ။နော်အဲ့တော့ကျမ်းပါပါစေကျေးဇူးများတင်ပါတယ်အဲ့တော့ဒီ ဒီပွဲကြီးကတော့ရုပ်ောက်ပွဲကိစ္စလောက်ပဲထားလိုက်ပါအားလုံးအသွေးနဲ့ချွေးနဲ့နော်ခံစားချက်နဲ့ယုံကြည်ချက်နဲ့ပြင်ဆင်ပြန်ရမှာလေနော်ကျွန်တော်စကားတခွန်းကအဲစိတ်နှောက်ရှက်လေးတွေမဖြစ်စေချင်ဘူးနော်သို့ပါတော့လည်းပဲကျွန်တော်ကလည်းအရှိကိုအရှိနိုင်အမြင့်တိကိုအတိတိုင်းအမြင့်ကိုအမြင့်တိုင်းပြောတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် live ကိုခင်ဗျားတို့လာနားထောင်လို့ရှိရင်တော့နောက်တစ်ခုကကျွန်တော်ကလွတ်လပ်တဲ့ဟိုဘယ်လိုခေါ်မလဲတနည်းအားဖြင့်လွတ်လပ်တဲ့သူတယောက်ဖြစ်ကျွန်တော်မှဘလူးမချုပ်ပြီးမရှိဘူးနော်ဤလဲ ီးရောဆိုင်အနည်းဆုံးပို့ပြောပါသေးတယ်အစိမ့်လည်းပြောပါအားလုံးပြောပါနော်အဲ့တော့အမနီကြောင်စိမ့်ကြောင်လည်းရှိသေးတယ်နော်အာတို့ကျွန်တော်မျိုးလုံးနဲ့မှာခင်ဗျားတို့နီနီပြပြဝါဝါစိမ့်စိမ့်အားလုံးကိုပြည်အောင်စုသားမြန်မာပြည်သားပဲသတ်မှတ်တယ်မင်းတို့တွေကသာအုပ်စုခွဲပြီးတော့နော်ငါတို့ကအနီဟဲ့တို့ကအစိမ့်ဟဲ့ဟလားအာတို့ကဘောမာဟဲ့ငါတို့ကနီပိန်းဟဲ့ဆိုပြီးတော့ခွဲကြနေပြီမြဲတို့ကနိုင်ငံရေးနဲ့ပတ်သက်လာလို့ပြောလို့ရှိရင်တော့မင်းတို့တွေအားလုံးရဲ့အကျိုးစီးပွားကိုတို့ကထည့်စဉ်းစားမှာဖြစ်တယ် တော့မင်းတို့ဘက်ကလည်းပြည်သူတယောက်ပဲတို့ကမြင်တယ်နော်မင်းတို့လောက်နိုင်ငံရေးအောက်တန်းတို့မကြပါဘူးနော်ဒီလိုဟုတ်လားကိုမမေအဘယ်ကျေးဇူးတင်ပါလဲကဲဟုတ်ပါပြီကျွန်တော်ဒီနေ့မအေးဝင်ကိစ္စတော်တော်လေးပြဿနာဖြစ်နေဦးမယ်တကြလေးနေကျွန်တော်ခဏလာဖမ်းနေကြမှာနော်ဟုတ်လားကဲဟိုညီကောင်မတော်ကလည်းနှုတ်ဆက်ပါမင်္ဂလာပါကောင်းပြောပါမယ်နော်နောက်ရှက်မဖြစ်တဲ့ ဟုတ်ပြီဥမေအောင်လိုင်းနဲ့သမဏတက်လုံးမယ်ဆိုရင်နဲ့ဥပဒေဘယ်အချက်နဲ့အညီလှုပ်ဆောင်လို့ရပါသလဲတဲ့သိကြပါလေတဲ့နော်ဥမေအောင်လိုင်းကလို့စေသမဏတက်လုံးမယ်ဆိုရင်နော်ကာဝေးဥစည်းချုပ်ကခန့်အပ်တဲ့အဲကျွန်တော်တို့သမဏလောင်းရှိရလေကျွန်တော်တို့ဒီတွတ်တော်ထဲမှာကသမဏရည်ချင်းစစ်အဖွဲ့သမဏအဖွဲ့သမဏရွေးကောက်ရေးအဖွဲ့ရှိတာ哦အဲ့အဖွဲ့မှာကကာဝေးဥစည်းချုပ်ကတင်ကြောက်လိုက်တဲ့သူ့သမဏအဆင့်ရှိတာ哦နော်အဲ့တော့ အဲ့သူတမလားကသူပဲပေါ့သူသူ့ကိုသူ့ကိုပဲတင်မယ်ဆိုရှင်အဲ့ဒီမှာသူတမလားဖြစ်မှာပေါ့နော်အဲ့ဒီကြောင့်လို့အဲ့တော့ကာဝေးစည်းရာတို့ကသူကဆွံ့အောင်ပေါ့အဲ့ဒီမှာတော့ဦးသူ့ရဲ့ဒူးချုံနဲ့အဲဒီဘောတိကုတ်နေရတယောက်ယောက်ကတော့တမလားတက်ဖြစ်မှာပေါ့အဲတမလားဖြစ်ပါလေဟိုကျွန်တော်တို့ဒီကာဝေးဦးစည်းချုပ်တက်ဖြစ်မှာပေါ့နော်အဲ့လိုမျိုးသူသူလမ်းကျော်ရှိတာဟုတ်လမ်းကျော်ရှိတဲ့အတွက်ကြောင့်မို့ဒီလမ်းကျော်တိုင်းဝင်လာရင်တော့တမလားဖြစ်မှာပါသူနော် မှတရားကိုသိနိုင်ပါစေ။ suffering ကိုကျေးဇူးတင်ပါ။အဲ့တော့ဒီလိုမျိုးအခြေအနေတွေရင်းရင်ရင်းရင်လာခင်ဗျားတို့ဒီပေါ့နော်နိုင်ငံရေးနားမလည်တဲ့ပြည်သူတွေကြောင့်လည်းပါသလိုအဲသူကိုယ်တိုင်ရဲ့တမင်တကာပဲစီစဉ်ထားသလားဆိုတာလည်းပါတာပေါ့နော်။အဲဒါကတော့နိုင်ငံရေးအရှိကိုအရှိတယ်ကျွန်တော်နိုင်ငံရေးသမားယူသားပါဗျ။နောက်တစ်ခုကနိုင်ငံရေးသမားလည်း အားလုံးရဲ့အရေးကိုကြည့်ရမှာခင်ဗျားတို့ဒီဘိန်းတစ်တိုင်းကတော့ခင်ဗျားတို့ခင်ဗျားတို့ဘလို့ပဲကျုပ်တို့ကိုထင်နေကျွန်တော်တို့ကခင်ဗျားတို့စရင်းတော့မထည့်ရတော့ဘာကြောင့်လဲခင်ဗျားတို့နိုင်ငံရေးအဆင့်ကအရန်နေပြီးတော့ဆဲဆူဖို့လောက်ပဲတည်တယ်နော်ဆဲဆူဖို့လောက်တင်းခွဲဖို့လောက်တော်လန်ရေးဆိုတဲ့ဒီလှုပ်ရှားအုပ်စုလောက်ပဲတည်တာကျွန်တော်တို့ကနိုင်ငံရေးဆိုလို့ရှိရင်ခင်ဗျားတို့တော့ပါစဉ်းစားရတယ်နော်တနိုင်ငံလုံးတော့စဉ်းစားရတယ်စကားတစ်ခုပြောရင်နော်ဥဆိုကင်ဝင်ကာကြုတ်ဖြစ်ပြီးပြီပဲကိုမောင်ဥဆိုဝင်ဖြစ်မလားဆိုတော့စောင့်ကြည့်အောင်လေနော်ဥဆိုဝင်တဲ့ ဟိုဘယ်ကောင်မလဲညစ်ကိုဖြစ်သွားရင်လည်းဘယ်လိုလုပ်မလားကျေးဇူးတင်ပါတယ်လည်းဟုတ်ပါပြီနော်ဥစဉ်ဝင်ကကြောင့်ဖြစ်ဖို့ကတော့ဖြစ်စေချင်ပါတယ်ဥစဉ်ဝင်ဖြစ်တဲ့ပြတ်တာဒါပေမဲ့ညစ်ကိုအနေနဲ့ကတော့ကျွန်တော်သူဘယ်လိုပြောဆိုတာကျွန်တော်လေ့လာနေတော့မှာပဲနော်လေ့လာနေတဲ့လေ့ရောက်လည်းသိတော့သိလာတယ်ပြတ်သီးလားနော်ညို့ရဲကုန်ကြီးလေအေးပါ ကင်းပြည်မှာလူအများရှိလျက်သားနဲ့လက်နက်ချနေတယ်တဲ့လက်နက်လည်းအဆုံးရှိတယ်တဲ့စသားစိတ်တက်မရှိကြတာအဲ့ဒါပဲကျွန်တော်ဆက်လက်လေ့လာပါမယ်နော်ကျွန်တော်ဆက်လက်လေ့လာပါမယ်ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ဘူးတဲ့နိုင်ငံရေးကိုစိတ်ဝင်စားတာပါကွန်မောင်းနဲ့မှန်ပါတယ်မှန်ပါမှန်ပါနော်ဒီနေ့မအေးဝင်းတော်တော်လေးကိုတော်တော်လေးအလုပ်များရတယ်ပါလားချာကြီးဆိုင်ပြော ။ဒါနဲ့ငါအဲ့အပယ်မလှည့်ပါနဲ့။ဘာကြောင့်လဲဆိုတော့ကောင်းကောင်းအိုင်ဒီယာကောင်းနေတဲ့ကျေးဇူးပါနော်။နေပြီးတော့မကြမချင်းနဲ့ငါတို့နိုင်ကိုဖဲကိုဝေကိုကလပ်ချိုကိုကုန်းလုပ်ပြီးတော့ဟာလာအနိုင်ရဆိုတော့ကြည့်မကောင်း။အေးအဲ့အကြောင်းမို့လဲအဲလွတ်တော်ထဲမှာကျွန်တော်ဘုမွင့်လင်းလင်းနဲ့ပြည့်ပြည့်တသားပြောတတ်တော့နော်ဒေါက်တာအေးမောင်တို့လိုအဲဥက္ကုကိုကြည့်လို့လူမျိုးတွေကျွန်တော်နှစ်သက်ပါတယ်နော် ကျန်တာတွေရောဒီနိုင်ငံရေးအမြင်ဒူတာမဒူတာပြထားပေါ့ဗျာနော်အဓိကတော့ကျွန်တော်တို့ခင်ဗျားတို့ဒီဒါမဲ့ကျန်တဲ့သူတွေရှိမှာမှာကျန်တဲ့လူတော်တွေလည်းရှိမှာခင်ဗျားကိုယ်တိုင်ရွေးကြနော်အဲကျွန်တော်သိတဲ့နိုင်ငံရေးသမားတွေမှာပေါ့နော်အဲကျန်တဲ့ဒီပါတီဝင်တွေဟဲ့လားအများကြီးရှိပါတယ်အဲတေချာတခုတော့ကျွန်တော်တို့ကစစ်တပ်နဲ့ပလင်းတူဘူးဆိုတော့မလို့ခြင်းဘူးစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ရမှာမှန်တယ်ဒါပေမဲ့ပလင်းတူဘူးဆိုသိရမလားအတူတူကာလာအိုကေသွားဆိုကြမယ်ဆိုတဲ့ပုံစံမျိုးတော့ခင်ဗျားတို့နိုင်ငံရေးအပြောင်းအလဲကို မျာတို့စစ်တပ်ကိုလည်းပြင်နိုင်မှာမဟုတ်ဘူးစစ်တပ်ကမှလည်းပြင်ရမှာအများကြီးပဲဟိုတနေ့ကပုံမူးတယောက်လို့ပေါ့ဒီမိရှိလာမှာဖြစ်သွားတဲ့ပုံပုံမျိုးဆိုလို့ရှိရင်ဒါမျိုးကြိုးပြောင်နေရအများကြီးရှင်းအောင်ပါခင်ဗျာမြန်မာနိုင်ငံမှာအဲ့လိုပုံမူးတွေအများကြီးရှိတယ်နော်အမေရိကသားကြီးလမ်းယူတာမဟုတ်ဘူးကျွန်တော်ကောင်းသိတာပေါ့ဒီပုံကိုလေးကြောင့်နော်မိရှိလာသားလည်းသိတယ်ခင်ဗျာတို့အဲ့ဒီရန်ကုန်သားလည်းသိတယ်အကုန်လုံးသိတယ်နော်ကျွန်တော်